ဒါကြောင့်လဲဆိုရင်အရိယာမဖြစ်သေးတဲ့၍ဥစဉ်တို့ပုထုဇဉ်တွေရဲ့တရားတရားဟာမငဲလို့ပဲဖြစ်ပါတယ်အခုကြီးညိုတဲ့စိတ်ဖြစ်နေပြီမဲ့အဲ့ဒီကြီးညိုတဲ့စိတ်ကတော်ကြာပြက်ချင်းပြက်သွားတာပါကြီးညိုတဲ့စိတ်ပေါ်ပေါက်နေတဲ့အချိန်ဗုဒ္ဓဘာသာတွေဝင်ရောက်လာပြီးကြီးညိုတဲ့စိတ်ပြက်သွားတဲ့အချိန်မှာတော့ဗုဒ္ဓဘာသာတွေကပြန်ထွက်သွားနိုင်ပါတယ်ဒါကြောင့်အဲ့ဒီအပေါ်မှာဝမ်းတာခြင်းဝမ်းနေခြင်းမရှိပါဘူးเนาะ ဗုဒ္ဓဘာသာဆိုတာကအရေးအတွက်ကိုဦးစားပေးတဲ့ဘာသာမဟုတ်ပါဘူးအတိညာနဲ့စရဏကိုဦးစားပေးတဲ့ဘာသာဖြစ်ပါတယ်ကုကွယ်သူအရေးအတွက်ဘလောက်ပဲများနေပါစေဗုဒ္ဓရဲ့အဆုံးအမအတိညာတွေနဲ့စရဏတရားတွေမရှိဘူးဆိုရင်တော့ဝမ်းနည်းစရာပဲဖြစ်ပါတယ်ကုကွယ်တဲ့သူဘလောက်ပဲနည်းနေပါစေဗုဒ္ဓရဲ့အဆုံးအမအတိညာတွေကိန်းပြီးစရဏတွေရှိနေမယ်ဆိုရင်တော့ဝမ်းသာစရာပဲဖြစ်ပါတယ်နော် ။ဒါကြောင့်ဝမ်းသာတဲ့ဝမ်းသာထိုက်တဲ့အရာကိုပဲဝမ်းသာပါတယ်နော်။အရင်ကတခါမှအယုံအကြည်မရှိဘူးဖခင်။အခု ဖုံဖုံပြောမှယုံရတော့မလို့။နားမလည်နိုင်လို့ပါဖခင်။အဲ့ဓာတွေကိုလုံးဝမယုံတာပါတဲ့ဒီမှန်လေးကဆုံးပြူစားခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီးဥစဉ်ဖြည့်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်လောကမှာ ဆန့်ကျင်ဘက်အရာဆိုတာရှိစနေတယ်အလင်းရှိရင်အမှောင်ရှိတယ်လို့အကောင်းရှိရင်အဆိုးလည်းရှိတယ်အဲ့ဒီလို အကောင်းရှိရင်အဆိုးလည်းရှိတာဖြစ်တဲ့အတွက်လူတွေကိုကောင်းကျိုးပေးတဲ့အတတ်ပညာတွေလည်းရှိတယ်လို့လူတွေကိုဆိုးကျိုးပေးတဲ့အတတ်ပညာတွေလည်းရှိတယ်ဒီသုံးကဝေမောအောက်လန့်စတဲ့မကောင်းသောအတတ်ပညာတွေဟာဖျားမပွင့်ခင်ကလေးကရှိတယ် ဘယ်လိုကြောင့်ဖျားမပွင့်ခင်ကတည်းကရှိတယ်လို့ပြောရတာလဲဆိုရင်ဖျားမပွင့်ခင်ကတည်းကဝေဒ၅ကျမ်းဆိုတာရှိပါတယ်ဝေဒ၅ကျမ်းကဘာတွေလဲဆိုရင်၁ပိရုဝေဒ၂ယဇုဝေဒ၃ပာမဝေဒ၄အာထပနဝေဒ၅ဣတိဟာတဝေဒတို့ပဲဖြစ်ပါတယ်အဆိုပါဝေဒ၅ကျမ်းထဲမှာ အာထပနဝေဒကျမ်းဆိုတာပါပါတယ်အဲ့ဒီအာထပနဝေဒကျမ်းထဲမှာလူတွေကိုဒုက္ခပေးတဲ့သုံးကဝေမောအောက်လန့်စသည်မကောင်းတဲ့အတတ်ပညာတွေပါပါတယ်အဲ့ဒီလိုမကောင်းတဲ့အတတ်ပညာတွေပါတာကြောင့်ဒီမကောင်းတဲ့အတတ်ပညာတွေဟာမကောင်းတဲ့လူတွေစီကိုရောက်သွားမယ်ဆိုရင်လူကောင်းတွေဒုက္ခဖြစ်တော့မှာပဲဆိုတဲ့စိုးရိမ်စိတ်နဲ့ အာထပနာယသိတွေကဖြောက်ဖြက်ပြစ်ပါတယ်သို့တော်လည်းပဲကုံစင်အောင်မဖြောက်ဖြက်ပြစ်နိုင်တဲ့အတွက်ကျွင်းကြံရစ်တာတွေကပွားပြီးတော့ယနေ့တိုင်လူတွေကိုဒုက္ခပေးနေတာဖြစ်ပါတယ်ဒါကြောင့်ဆုံးကဝေမော်အောင်လန့်စတာတွေဟာရှိသေးတယ်ဆိုတာကိုသိထားရမှာဖြစ်ပါတယ်နော်အရှင်ဖရာနန်းယုံဖက်ယုံနဲ့ကာမိတုကံကိုမြောက်နိုင်ပါသလားဖရာသိကျင်လို့ဖြေပေးတော်မူပါဖရာတဲ့ ကာမေတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁။မေထုံအားဖြင့်မသွာလာထိုက်သောဝိတ္ထုဖြစ်ခြင်း။၂။ထိုမလားထိုက်သောဝိတ္ထုအပေါ်၌မေထုံမှီဝဲလိုသောစိတ်ရှိခြင်း။၃။မေထုံမှီဝဲရန်လုံလပြုခြင်း။၄။မတ်အချင်းချင်းထိတွေ့တရားခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါကာမေတုမိစ္ဆာစာရကံအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်ကာမေတုမိစ္ဆာစာရကံမြောက်ပါတယ်။ညာယုံဖက်ယုံနဲ့တော့ကာမေတုမိစ္ဆာစာရကံမမြောက်ပါဘူးနော်။ သို့တော်လည်းပဲဝိသုဒ္ဓိမှတ်မှာတော့မေထုံငယ်ခွနပါးဆိုတာဖော်ပြထားပါတယ်။အဲ့ဒီမေထုံငယ်ခွနပါးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြပါမယ်နော်။၁မာတုဂာမဤပုတ်တိုက်ဆုံနယ်ပေးမှု၌တာယာခြင်း။၂မာတုဂာမနှင့်ပြုံးကရဲကတို့ကစိတ်ကနေရတိတို့ကိုတာယာခြင်း။၃ဉာဏ်ချင်းဆိုင်၍အာပါဒယကြည့်ရှုနေရမှုကိုတာယာခြင်း။၄မျက်ွယ်ရာအနိနာက၎င်းတို့ဤပြောတန်ဆိုတန်ရေတန်ကိုကြားရ၍တာယာစွာနားဆိုင်ထောင်ခြင်း။ ငါရှေ့အခါကမာတုကာမနဲ့ပျော်ပျော်ကြီးပြုမှုနေတိုင်းကြင်ကြံမှုမျိုးစုံကိုတွေးတော်အောင်မြွေတာယာခြင်း၆တူတဘာတို့ပြုမှုကြင်ကြံခံစားနေမှုကိုမြင်ရ၍တာယာခြင်း၇ခုနှစ်ယခုဘဝပြုစုအားထုတ်ရသောတီလကုသိုလ်ကြောင့်နောင်ဘဝ၌နမင်းကြီးဖြစ်ပြီးလက်သမီးနတ်သားများစွာတို့နှင့်ပျော်ပါရန်မျှော်လင့်လျက်တာယာခြင်းတို့ဖြစ်ပါသည်။ဒါဟာမေထုံငယ်၇ပါးပဲဖြစ်ပါသည်။ဖော်ပြပါမေထုံငယ်၇ပါးထဲမှာမာတုကာမ၏ပုတ်တိုက်ဆုံးနေပေမှု၌တာယာခြင်း မာတုကာမနဲ့ပြုံးကရဲကတို့ကစိတ်ကနေရတီတို့ကိုတာယာချင်းဆိုတဲ့အချက်ပါတာကြောင့်သူတော်ဘာသားများတို့ကိုနန်းယုံဖက်ယုံနဲ့ကာမေတုမိစ္ဆာစာရကံမမြောက်တော်လဲပဲမိထုံငယ်ခုနှစ်ပါးထဲမှာအကျုံးဝင်နေတာကြောင့်သူတော်ဘာသားများကိုနန်းချင်းဖက်ချင်းလှုပ်ချင်းဟာအကုသို့ဖြစ်စေပါတယ်နော်ဒါကြောင့်ကိုသားမယားမဟုတ်ဘူးဆိုရင် သူတော်ဘာသားများတို့ကိုနန်းချင်းဖက်ချင်းထိတွေ့ချင်းတွေမလုပ်ပါနဲ့လို့ပြောကြင်ပါတယ်